က်တဲ့ဒါဆိုရင်ကျွန်တော်တို့ကလေထဲကိုရောင်းနေပြီပေါ့နော်ဒါဆိုကျွန်တော်တို့ဒီလေထဲကအာပြုတ်မီးကိုကျွန်တော်တို့ကရက်ဆက်မီးအိုးကိုကျွန်တော်တို့ပြင်မယ်ပေါ့နော်ဒါကတော့ဒါကတော့နဘာ၃ပေါ့နော်ကျွန်တော်ဒီမှာပြဖတ်တဲ့အဲမှာတင်းနေ၃ရှိတယ်ပေါ့နော်ဒီနဘာ၃ကိုကျွန်တော်တို့လက်တွေ့ရမှာဒါကတော့အဟောင်းနဲ့အတင်းနဲ့တော့ဆင်တွဲပြီးပြတော့ဒါကတော့အသက်ပေါ့နော်ဒီအောက်မှာအဟောင်းဒါကိုကျွန်တော်တို့ပြန်ပြင်မယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ကတကယ်ဆိုရင် तू ကဒီအစစ်ဖြစ်မှာပေါ့နော်ဒီကြားထဲမှာမူလီလေးတွေရှိတယ်ပေါ့ဒါပေမဲ့တို့ကဖြောက်ဖြားပြီးသားကျွန်တော်တို့ကဆက်ဖြောက်ရမှာကျတော့ဒီအနောက်ကမူလီကိုဖြောက်ပြီးလို့ဆိုရင်ကျွန်တော်တို့မတည်လို့ရပြီပေါ့ခင်ဗျာနော်အရင်ကတော့ तू ကဒီအပေါ်မှာအဟုတ်ပိတ်တယ်ဟာဘာညာရှိတယ်ပေါ့အခုဒီမှာတော့မရှိတော့ဘူးကျွန်တော်ဒါမူလီလေးကိုဖြောက်ပြီးလို့ဆိုရင်ကျွန်တော်ဒီ off fan လို့ခေါ်တဲ့ဒီကျွန်တော်တို့ဟီတာအပူပေးတဲ့နေရာမှာကျွန်တော်တို့ကဒီမှာ bodic ကလေးတွေရေးထားတယ်ပေါ့နော် ီမှာကျွန်တော်တို့ဘုဒ္ဓလေးတွေရေးထားတယ်ဒါက2000ဝတ်ပေါ့ခင်ဗျာနော်2000ဝတ်အဲ230ဘုဒါသူ့ရဲ့ရေးထားတာပေါ့နောက်ပြီးလို့ရှိရင် तू ကဒီမှာတဲ့နဲ့၄3ဆိုပြီးတော့ဒီပင်လေးတွေရှိတယ်ဒါကျွန်တော်တို့ဒီမှာမူလီလေးတွေဖြုတ်ပြီးလို့ဆိုရင်ကျွန်တော်ဒီဘက်ကိုမှတ်တယ်လို့ရပါပြီခင်ဗျာနော်မှတ်လိုက်လို့ရှိရင်ဟုတ်လားပြေးပြေးအတွင်းထဲမှာကျွန်တော်အခုလိုမျိုး wire ကျိုးလေးတွေကိုမြင်ရမယ်ဝါယာကျိုးလေးမှာကျတော့သူ့ရဲ့ original color လေးတွေနဲ့ရှိတယ်ပေါ့ခင်ဗျာ။ငါတမူလီကိုပြုတ် တစ်ဆက်မေဂျီအနာစတေဒီမှာကျွန်တော်တို့ကဒီအမူလီဖြုတ်ပြွားလို့ဆိုရင်ကျွန်တော်တို့ဒီသူ့မှာရှိတဲ့အဒီယာတန်တန်းလေးတွေကျွန်တော်တို့အခုအဖြစ်တောင်းလို့ရတယ်ပေါ့ဆိုမယ်နော်ကျွန်တော်တို့ကဒီမှာဒီမှာထားပြီးရနေနေမှာလေဒီမှာကျွန်တော်တို့ချရမယ်ဒီတန်ချောက်တော့ကျွန်တော်တို့ကလက်တိုင်းပြီးလို့မရဘူးဆိုမယ်နော်တိုင်းပြီးွားရင်သူက တပြားလုံးပြုတ်ကျသွားမှာဖြစ်တယ်။တခါတလေကြတော့လေကျွန်တော်တို့ကဟုတ်ပြီချမ်းအဲ့နဲ့ကျွန်တော်တို့ဒီလိုလေးထောက်ထားပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာသူ့ဟာကိုလဲလို့ရပြီပေါ့ကွနော်ဆိုတော့သူ့ရဲ့ခလုတ်ကိုကျွန်တော်ဆီနီယာတိုက်ကြည့်မယ်တင်းနဲ့သုံးဒါသူ့ရဲ့နံပါတ်3ဒီတကယ်တမ်းကျတော့ဒီခလုတ်မှာလည်းပဲကျွန်တော်တို့ကသူ့ရဲ့အမှန်ထားတဲ့နံပါတ်၄တွေရှိတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီကျိုးလေးကိုဖြုတ်မယ်ပေါ့ခင်ဗျာ ဲ့တော့ဒီကျိုးလေးကိုဖြုတ်တဲ့အခါမှာကျွန်တော်ကဒီခရီးပွဲတော်အယ်လေးကိုအတုပ်ပြရမှာဖြစ်ပါတယ်ဒီနှစ်ချောင်းအာဝါတစ်ချောင်းယူနောင်းအဲ့ဆိုရင်ကျွန်တော်ကဒီမှာရှိတဲ့ခရီးပွဲမူလီလေးကိုကျွန်တော်ကဖြုတ်မယ်ပေါ့နော်အဲဒီမှာကျွန်တော်မူလီလေးတွေဖြုတ်ပြီးွားလို့ရှိရင်ကျွန်တော်ခဏလေးနော်စီနီယာတိုင်းသူ့ရဲ့ကာလာအတိုင်းကိုကျွန်တော်အမှတ်ပြန်ထည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ တကယ်လို့ကျွန်တော်တို့ကဒီခရီးပွင့်နဲ့ပြုလုပ်လို့မရဘူးဆိုရင်ဝက်ဥလည်းအပြားလေးနဲ့လည်းလှည့်လို့ရပါတယ်အဲဒါတန်ချောင်းကိုကျွန်တော်တို့ကမတိုက်မိဖို့လိုတာပေါ့ခင်ဗျာနော်ແລະເປັນວ່າເບາະ ါဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့မူလီလေးလုံးကိုကျွန်တော်တို့ဖြုတ်မယ်ပေါ့နော်အခုဒီမှာကာလာလေးတွေထည့်ထားတာလဲကျွန်တော်ကဒီမှာတဲ့နဲ့၄၃ပေါ့ခင်ဗျာနော်သူထည့်ထားတာလဲဒီတိုင်းပါပဲနော်တယ်နဲ့တော့ okay ဒီမှာကျတော့ကျွန်တော်ဒီအခုချိန်နဲ့ထိသွားပြီလို့ဆိုရင်ဒီမူလီလေးတွေကတစ်ခါတလေဖြောက်ရတာခင်နေတတ်ပါတယ်ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့က player ချော်လေးကိုကင်ပြီလို့ဆိုရင်ကျွန်တော်တို့ဒီအခုပေးတဲ့အပြာပြင့်နေပြီမှန်နေရောဆိုရင်ကျွန်တော်ဒီဟာလေးကိုဆွတ်ထုတ်လိုက်ရပါတယ်ဒါဆိုရင်ဒီမှာမူလီလေးတွေခြောင်သွားတယ်ပေါ့နော်ကျွန်တော်ဒါကိုဆွတ်ဖြုတ်လိုက်မယ်ဒါဆိုရင်ဗီဒီယိုကသူ့အတူထွက်လာမှာပေါ့နော် ဒါကြတော့ကျွန်တော်တို့ဒီထက်ထားတဲ့အနေထားမှာကြတော့ကျွန်တော်တို့သူ့ရဲ့မီဂျိုလေးတွေကိုကျွန်တော်တို့ကဒီမှာကလစ်ကလေးတွေမတတ်ထားပေးဘူးပေါ့ခင်ဗျတကယ်တော့ကြတော့ကျွန်တော်တို့ကဒီကောင်ကိုအာရေရေတင်းတင်းဖိနိုင်အောင်ကျွန်တော်တို့ကကလစ်ကလေးတွေတတ်ပေးရမှာပေါ့ခင်ဗျနော်အဲဆိုကျွန်တော်ဒါမလူအပ်တဲ့အဖျားလေးကိုဖျက်ပြီးသွားလို့ရှိရင်အဲ့ထုံးရကျွန်တော်တို့မှာကလစ်ကလေးတွေပါလာတယ်ပေါ့ဗျာ အဲ့ကလစ်ကလေးတွေညတဲ့ခါမှာလည်းကျွန်တော်ကနည်းနည်းတတိထားရမှာကျတော့ဒီ off rate လို့ခေါ်တယ်ကျွန်တော်တို့ဒီအပူပေးတဲ့ heater ပြားရဲ့တင်ပြီးတော့အပေါက်ထဲကိုကျွန်တော်တို့ထိုးလို့မဝင်ပဲဖြစ်ကြပါတယ်ဒါဆိုရင်ကျွန်တော်တို့ကသူ့ကိုအသေးချာလေးညစ်ပေးရမှာပေါ့ဒီကလစ်တွေမှာဆိုရင်ကျွန်တော်တို့ကဒီအစိကအပိုင်းကိုအစိပိုင်းကိုကျွန်တော်တို့ကညပ်ညပ်ပြစ်လိုက်ပြီးလို့ရှိရင်အစိပိုင်းကိုကျွန်တော်တို့ကညပ်ပြစ်လိုက်မယ်ဒါဆိုဒီအနောက်ခါဟာပဲကျွန်တော်တို့ ူတောင်းမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ကကလိညာတဲ့ဟာလေး ਨੇ ဒီမိချိုးလေးပေစလုံးကိုကျွန်တော်တို့ထပ်ပေးလိုက်မယ်ပေါ့နော်ဒီမိချိုးကြီးခက်ခဲပဲမြင်လို့ရှိရင်ကျွန်တော်တို့ကအပူအပူတွေများပြီးလို့ရှိရင်ဒီမူလီတွေဖြုတ်တဲ့အခါမှာကျွန်တော်တို့ဖြုတ်လို့မရတာကိုတွေ့ရမှာဖြစ်ပါဒါကျွန်တော်တို့ကဒီလိုလေးကလေးကလေးနဲ့ကျွန်တော်ထွင်ပြီးတော့ထပ်ပေးလိုက်တာပေါ့ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်တို့သူ့ကို ညင်ယူတဲ့အခါမှာကောက်ကောက်လေးရတယ်ဒီမိချိုးတွေမှာကျတော့မူလီနင်းလိုက်လို့ရှိရင်မိချိုးကကွဲထွက်သွားတယ်ပေါ့နော်ဒါဆိုရင် तू ကဆွဲဆွဲမြဲမြဲလေးမရဘူးဒါဆိုရင်ကျွန်တော်တို့ဒီကလစ်လေးတွေကိုယူပြီးလို့ရှိရင်အစစ်ပိုင်းကိုကျွန်တော်တို့ဖြတ်ပစ်လိုက်မှာဖြစ်ပါတယ်ဒါအစစ်ပိုင်းကိုကျွန်တော်တို့ညှပ်လိုက်ပြီးလို့ရှိရင်အနောက်ဘက်ခြမ်းကယူပြီးလို့ရှိရင်ကျွန်တော်တို့ကဒါလေးကိုကလစ်ညှပ်တဲ့ဟာနဲ့ကျွန်တော်ပြပြီးတော့ညှပ်ပေးလိုက်မှာ ဒါကျွန်တော်တို့ဒီဟာသင်ပေါ်ထဲမှာကြတော့ဒီတို့ကမိဖို့ထဲတို့မိသွေးတို့ဂက်တို့ကိုမတုံးဘူးပေါ့ခင်ဗျာနော်ကျွန်တော်တို့အတုပ်ပြူလာတော့လျက်စစ်ပေါ့တို့ကစီသင်ပေါ်ဖြစ်တဲ့အတွက်တော့လောင်စာမိဖို့တိတ်မတုံးပါဘူးခင်ဗျာနော်ဒီမှာလည်းပဲဒီတိုင်းပဲကျွန်တော်ဒါလေးခုစလုံးကိုကျွန်တော်တို့ကဒီလိုမျိုးပဲပြုလုပ်ပေးသွားရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကလေးလေးနဲ့ညံ့မယ် တကယ်လို့ကျွန်တော်တို့ကဒီကလေးညတ်တဲ့နေရာမှာခေါင်းပြကြီးသွားရင်လည်းကျွန်တော်တို့ဒီတရားစင်မိဖို့အိုးထဲကိုကျွန်တော်တို့ထိုးထည့်လို့မဝင်ပြန်ပါဘူးခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီပြန်ပြီးတော့ထည့်တဲ့အခါမှာကြီးနေလို့ရှိရင်ကျွန်တော်သေးဝါအောင်ကျွန်တော်တို့ပြန်ပြီးတော့လုတ်လုတ်ပေးရမှာဖြစ်ပါတယ်โอเค โอเคဒါဆိုရင်ကျွန်တော်တို့ကဒီแท้ကိုแท้တဲ့အခါမှာဆိုရင်ကျွန်တော်တို့မီချိုးလေးတွေကိုအကွဲတော့ဘောဒါပေမဲ့တော့ကျွန်တော်တို့ကဒီကအာသူ့ရဲ့ဝင်ပေါက်ကသေးနေလို့ဆိုရင်ကျွန်တော်တို့ကသူ့ကိုသေးငယ်အောင်ပြန်ပြီးတော့ပြလို့ပြရမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ဒီအောက်ကအဟောင်းကိုကျွန်တော်တို့အရင်ဆုံးဖြုတ်မှာဖြစ်ပါတယ်ရလေးကိုဖြုတ်ချပြလို့ဆိုရင်အီဘူအိုးကိုထပ်လိုက်မယ်။နက်ခုလောက်ရမယ်။ဒါကြတော့ကျွန်တော်တို့ဒီမှာကြတော့ ဗီဒီယိုထည့်တဲ့အခါမှာကျွန်တော်ကကလေးမထည့်တဲ့အခါကျတော့ तू ကအပူတွေများပြီလို့ဆိုရင်ကျွန်တော်ဒီမူလီကိုပြန်ချော့ဖို့ကိုတော်တော်လေးခင့်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာအထက်မှာကြက်တဲ့ဟာမရှိတာမှ तू ကဖြုတ်လို့မရတော့ဒါပူပြီးလို့ရှိရင်ဒီနေရာလေးတွေအကုန်လုံးမဲနေတယ်ပေါ့နော်ဒါအဟောင်းဒါကကြတော့အသိအသိဆိုရင်ကျွန်တော်ကဒီမှာမူလီအရောက်တဲလုံးလို့ရှိရင်အေးဆေးပါပဲခင်ဗျာနော်အဲဆိုကျွန်တော်ဒါလေးကိုပြန်ထည့်မယ် ညဖြဲဝပြီးလို့ရှိရင်သူ့အောက်မှာရှိတဲ့ကျွန်တော်ဒီတံပြားလေးကိုညပြီးတော့ကျွန်တော်နေရာတကျညထည့်ပေးမယ်ပေါ့နော်ဒါလေးကိုကျွန်တော်ညထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်ကဒီထည့်ပြီးလို့ရှိရင်အာမူးလျာမှာသူ့အောက်မှာရှိတဲ့ကျွန်တော်ကဒီကအကျိုးလို့ခေါ်တဲ့ကျွန်တော်တို့ဒီအင်ဂျိုးမဟုတ်ခင်ဗျာဒီကအကျိုးဖြစ်ပါလေ ground ဂျိုးလေးကိုကျွန်တော်တို့ပြတ်တက်ပြီးလို့ရှိရင်ဒီမိဂျိုးလေးမှာကျွန်တော်တက်နေတော့ မှန်အောင်ပြပြီးတော့ချက်ပေးရမှာဖြစ်ပါတယ်ဒီတက်နစ်တော့လည်းကျွန်တော်ကဒီကာလာအတိုင်းလေးကိုညိုပြနေဖြူပြီးဆိုတော့ကျွန်တော်တို့ချက်ရမှာဖြစ်ပါတယ်စက်တက်ကွာဒါဆိုရင်ကျွန်တော်ဒီမှာ ground zone လေးကိုပြန်တက်ထက်လိုက်မယ်ပေါ့ခင်ဗျာနော်တအားရဲကြက်စီရမလို့ပါကျွန်တော်တို့ follow လေးပေါ့ခင်ဗျာတက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီကျိုးလေးပင်ကိုဒီမှာ click ကလေးတွေထပ်ထပ်ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်ကသူ့ရဲ့ color အတိုင်းကျွန်တော်တို့ဒီမှာ number 3ကိုအရင်ထည့်မယ်။သူက senior မဟုတ်ပါဘူးခင်ဗျာနော်။တဲ့ နဲ့၄၃ဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ဒီမှာမူလီကိုနည်းနည်းလေးရှော့မယ်ပေါ့နော်ကျွန်တော်တို့တန်းနိုင်ဆုံးအတွင်းကိုဝင်အောင်ကျွန်တော်တို့ကထိုးထက်မယ်။ထိုးထက်ပြီးကျွန်တော်တို့ညှပ်လိုက်လို့ရှိရင်ဒါမိဂျိုးကိုကျွန်တော်တို့ဒီမှာကလစ်ကလေးထက်ထားတယ်သူကတော့မိဂျိုးကွဲထွက်သွားတဲ့ပုံစံမဖြစ်ဘူးပေါ့။ဒါသူရဲ့ original အတိုင်းမှာထက်ထားမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာမူလီလေးညှပ်လိုက်လို့ရှိရင်ဒါမိဂျိုးကကွဲထွက်သွားလို့ရှိရင်အပူတွေများတယ်ပေါ့နော်။ဒါပြီးရလို့ရှိရင်သူကတိတ်လည်းမစိဘူးခင်ဗျာ။ ထိချလိုက်တာနဲ့ဒီမှာပြသွားပြီလို့ဆိုရင်တို့အဲ့လိုမျိုးဖြစ်တတ်ပါတယ်။နီးပြီးရင်တို့ကအဖြူပြီးရင်အနီအောင်လေးကိုကျွန်တော်တို့ထည့်ရမှာပေါ့နော်။တို့အစောနာမိကျိုးကိုဖျက်လိုက်တဲ့သူကနည်းနည်းတော့တေးသွားတယ်။ဒီကောင်ထည့်လို့မဝင်ရင်တို့ကထည့်လို့မဝင်လို့ဆိုရင်ဒီမဘေးကိုကျွန်တော်နည်းနည်းလေးပြန်ပြီးတော့သေးငယ်အောင်ညက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်။နောက်မဟုတ်ရင်သူကဟိုပေါက်ထဲကိုထိုးထည့်လို့မဝင်ဘူးပေါ့ဗျာ။ အဲအဲ့လိုလေးရပြီဆိုတော့အတားလေးထုတ်ထည့်ကြည့်မယ်မရရင်ကျွန်တော်တို့ကအပေါ်ကနေမူလီကိုနည်းနည်း short ကြည့်မယ်ပေါ့နော်သူရဲ့မူလီကိုကျွန်တော်နည်းနည်းလေး short လိုက်မယ်တအားကြီးလဲ short လို့မရပါဘူးမူလီပြုတ်ကျသွားလို့ရှိရင်ကျွန်တော်ကဒါအစားထိုးမူလီစားလို့မရပါဘူးခင်ဗျာနော်အရေးကတစ်ခုနဲ့တစ်ခုမတူဘူးပေါ့ဗျာအဲဒါဆိုရင်ကျွန်တော်ဝင်သွားပြီဆိုရင်ကျွန်တော်မူလီလေးစစ်စစ်လေးအဲနောက်လို့ဆက်မှာကျွန်တော်ခဏလေး စိတ်ယုံလေးချက်ထားပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကိုနောက်ပိုင်းမှာအောက်လုံးကိုနည်းနည်းစီကျွန်တော်တို့လိုက်ပြီးတော့တင်းကျပ်သွားအောင်ကျွန်တော်ပြုလုပ်ပြီးမယ်ဒီမှာထိုးထက်လို့မဟုတ်ရင်မူလီကိုနည်းနည်းပြန်ဆော့မယ်ဒီကျွန်တော်တို့ထိုးထက်မယ်ပေါ့နော်အဲဝင်သွားပြီဆိုရင်ကျွန်တော်မူလီစိတ်မယ်ဒါပို့ပြီးတော့စိတ်စီတယ်ပေါ့နော်ဒီမှာပါဝါ920ဆိုပေမဲ့ကျွန်တော်ကဒီစီအတော့ပြည့်တဲ့အခါမှာအဆင်မပြေဘူးပေါ့ခင်ဗျာ။ဒါမီဂျိုတွေနည်းနည်းထိုက်ရအောင်ပြန် ဗီဒီယိုလေးနည်းနည်းဖြန့်လိုက်တဲ့အတွက်တော်သွားတယ်ပေါ့ဗျာဒီတော့ရကျွန်တော်တို့အဲဒီကောင်ဆိုရင်လွယ်လွယ်လေးဝင်တယ်ဒါဆိုကျွန်တော်ကကြားလို့ရပြီโอเคကဲအားလုံးပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေရာလေးတွေကိုလိုက်ပြီးတော့ထပ်ပြီးတော့စေးသွားအောင်ကျွန်တော်နည်းနည်းလေးစီလိုက်လိုက်မယ်ပေါ့နော်သူကစေးနေဖို့လိုပါတယ်ရေးစေးမှာအတုပ်ပြီးတဲ့အခါမှာကျွန်တော်ကအစောနာပြောတယ်ပေါ့အပူလေးထိသွားပြီးလို့ရှိရင် ပြန်ဖြုတ်တဲ့အခါမှာအဆင်မပြေဖြစ်တာပါပဲဒါကျွန်တော်မိတ်ပါဝါကိုပိတ်ထားပြီးပြီပေါ့နော်โอเคကျွန်တော်ကျွန်တော်တန်းပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီတားလိုက်တဲ့ဟာလေးကျွန်တော်တို့ short term တရားကိုကျွန်တော်ကပြန်ပြီးတော့တိုင်းမယ်ပေါ့နော်တကယ်တမ်းကျတော့သူ့ရဲ့ဒီတင်းတင်းတုပ်လေးမှာသူကအဖွေးလိုက်သူ့ရဲ့အုတ်တန်ဖိုးနဲ့သူရှိတယ်ပေါ့ခင်ဗျာနော်ဒါဆိုရင်ကျွန်တော်ဒီမှာ ground charm တရားကိုစမ်းလို့ဆိုရင် ကြာပါတကယ်လို့ ground ကြာနေတော့အတန်ကြီးမှာဖြစ်ပါတယ် okay okay ရောက်ပြီအဲ့ဆိုကျွန်တော်တို့ဒါလေးကိုခဏလေးပြန်ဖုတ်ပြီးလို့စီအဲ့စမ်းပြီးတော့မိဖွဲ့ကြည့်ပါမယ်ခဏခဏနာရဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ main power ကိုဖိတ်လိုက်ပြီကျွန်တော်တို့စမ်းရမှာဒီကောင်ပေါ့နော်ပြီးမလဲအောင်ဟောဒီကလုတ်တုတ်ဟာကောင်ပြီးမလဲအောင်ဒါဆိုရင်ကျွန်တော်ကဒီမှာ number 1ကို soft ပြီပေါ့နော်ဒီကောင် ခွင်းလိုက်ပြီးတော့ကစမ်းကြည့်လို့ရပါတယ်တအားလောက်နေသူကပူလာမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကပူလားမပူလားသိအောင်ကျွန်တော်တို့ကဒီပုံမှာရည်စစ်လေးနည်းနည်းချထားပြီးမယ်ပေါ့နော်တကယ်လို့ပူလာလို့ရှိရင်ကျွန်တော်တို့ဒါကျွန်တော်နံပါတ်3ကိုတားပြီးဖွင့်မယ်ပေါ့နော်ဒါပေမဲ့ဒီကနံပါတ်3ဆိုပေမဲ့ကျွန်တော်တို့ဒီမှာစီးတဲ့ဝါယာရဲ့အကောင်20နဲ့ကျွန်တော်တို့ကဒီတနည်း3တနည်း43ကိုဒီမှာခလုတ်မှာလည်းပဲ ကျွန်တော်ကသူ့ရဲ့နံပါတ်လေးတွေရှိတယ်ပေါ့အဲထဲတာမှန်ဖို့လိုတယ်ပေါ့ခင်ဗျာနော်ထဲတာမမှန်လို့ရှိရင်ကျွန်တော်ကဒီမှာအပူဟိုအဲဒါဆိုတဖိဖိနဲ့ပူလာပြီဒီမှာဆိုရင်ရေပွက်နေတယ်ဆူလာပြီပေါ့နော်ဒါကျွန်တော်ဖွင့်လိုက်တာတော့နံပါတ်3ကျွန်တော်ပြင်တာဒါလေးတစ်ခုပဲဆိုတော့ဒါလေးတစ်ခုလိုပဲကျွန်တော်စမ်းတာဖြစ်ပါတယ်ဒါနံပါတ်3ပေါ့နော်တော်တော်လေးပူမြန်တယ်ရေစက်ချလိုက်တာနဲ့ကျွန်တော်က share ခနဲ့ share ခနဲ့ဖြစ်သွားမှာပေါ့နော်အဲဒီမှာဆိုကျွန်တော်ရေစက်လေးတွေချလိုက်တာ ਨੇ ဒါနံပါတ်3ပေါ့ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ကဒီဒီမှာသူရ original မီးမှာကျတော့ကျွန်တော်ဒါလေးတွေဖွင့်ရဒီမှာမီးလင်းနေပေါ့နော်ဒါပေမဲ့ तू ကဒီမှာခလုတ်ကအုတ်ချစ်ပဲဆိုရဒီကားကျတော့ကျွန်တော်တက်ကနေ6ထိစီရဒါ original ခလုတ်ပေါ့ခင်ဗျာနော် original ခလုတ်မှာဆိုရင်မီးဖွင့်လိုက်တာနဲ့လင်းမယ်ဒီမှာလင်းမယ်ဒီကားကျတော့မီးမလင်းတော့ပါဘူးခင်ဗျာတော့ဒါ3နဲ့4ကိုကျွန်တော်ကခလုတ်အသက်ထည့်ထားတာဖြစ်ပါတယ်เนาะဒါဆိုရင်နံပါတ်3မှာ OK ပြီဒီချိန်မှာကျွန်တော်တို့တွားကြည့်လို့မရပါဘူးเนาะတော်တော်လေး ပြနေတယ်ပေါ့ဒီမှာရေကြတာနဲ့ချက်ချင်းပြောက်โอเคဒါဆိုကျွန်တော်ရဲ့အလုပ်ငန်းအောင်မြင်သွားပြီဖြစ်တဲ့ဒါလေးပါဟုတ်ကောမင်းငါစာဖွဲပြောရအောင်ဟိုဒီကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီကောင်လေးကိုလဲတဲ့ခါမှာကျွန်တော်တို့ကသူ့ရဲ့လိုအပ်ချက်လေးတွေအဲသူ့ရဲ့လိုအပ်ချက်လေးတွေရှိတယ်ပေါ့နော်ကျွန်တော်မီဂျို join တဲ့ခါမှာဆော့နာပြောတယ်လို့ပဲကျွန်တော်ကဒီလိုပုံစံလေးတွေမဖြစ်ရလေအောင်ကျွန်တော်တို့ဖြစ်ပါနော်โอเคဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးဒီမှာရန်နာခွင့်ပြုပါခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်